ရှင်တွေအားလုံးတာလီစော်ပါ Diplomatic Media Group DMG ရဲ့2025ခုနှစ်အောက်တိုဘာလ15ရက်နေ့အတွက်တည်င်းအတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့နိုင်ငံဗျူဟာဂုံကို AA နဲ့ပူးပေါင်းတက်တွေတင်ပိုက်တဲ့အကြောင်းရွေးကောက်ပွဲအတွက်မန်အောင်မြို့အနီးဝန်းကျင်ကို MPT ဖုံးလိုက်ဖွင့်ပေးတဲ့တည်င်းမွတ်စလင်လက်နက်ကိုင်အုပ်စုတွေဘင်္ဂလားဒေ့ရှ်ကိုလက်နက်မှန်ခိုးသွင်းနေတဲ့အကြောင်းပါဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်ကိုကျမပြပြွေးနဲ့အတူကိုအမေကဘူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့နေ့ရက်ကံပြူဟာကုန်းကိုအေအေနဲ့ပူပေါင်းတက်တွေတင်ပိုက်တဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းငဖက်မြို့နယ်အဘဒန်ကာလမရခိုင်ရိုးမတောင်ပေါ်ကနေ့ရက်ကံလေချောင်းရံကာခွေတက်စကန်ပြူဟာကုန်းကြီးကိုအေအေနဲ့မဟာမိတ်ပူပေါင်းတက်တွေကတင်ပိုက်လိုက်ပြီလို့သိရပါတယ်။အင်အားအထက်ထပ်ပြင်းထားတဲ့အဲ့ဒီနေ့ရက်ကံပြူဟာကုန်းကို အေအေနဲ့ပူပေါင်းတက်တွေဟာ2025ခုနှစ်ဖေဖော်ဝါရီကစပြီးကိုလာနီဘာအကြာပိတ်ဆို့တိုက်ခိုက်ပြီးနောက်အောက်တိုဘာ14ရက်မှာအလုံးစုံသိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာအဲ့ဒီစခန်းကုန်းနဲ့အနီးတစ်ဝက်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။အာရခတက်တော်နဲ့ပူပေါင်းတက်တွေဟာနယ်ရီကန်ပြူဟာကုန်းအနီးကဖိုင်တာကုန်းကိုအောက်တိုဘာ9ရက်မှာသိမ့်ပိုက်ခဲ့ပြီးမြူဟာကုန်းကြီးတစ်ခုလုံးကိုအနိကထိုးဆက်ဆင်ခဲ့ပြီးနောက်9ရက်အကြာမှာစခန်းကုန်းတစ်ခုလုံးကိုတင်ပိတ်ရရှိခဲ့တာဖြစ်ပါတယ် လက်ရှိမှာစက်ကောင်စီတပ်ဟာဗဒန်းဖက်ကနေနေရီကံပြူဟာကုန်းကိုစက်ကူစက်ကြောင်းတွေပို့ဖို့စ조사နေပြီးတော့အေအေနဲ့ပူပေါင်းတပ်တွေကလမ်းကနေကြားဖြတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။အေအေသိမ့်ပိုက်လိုက်တဲ့နေရီကံပြူဟာကုန်းဟာစက်ကောင်စီရဲ့လေကြောင်းရံကာကွယ်ရေးအတွက်အဓိကချတဲ့အပြင်စည်ရေးအရအရေးပါတဲ့စခန်းကြီးတစ်ခုဖြစ်ပါတယ်။အာရခတပ်တော်ဟာရခိုင်ကမြို့နယ်၁၄မြို့နယ်ကိုသိမ့်ပိုက်ထားပြီးနောက်မကွေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းတို့ကိုဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဒါအပြင်အရခတ်တော်ရဲ့ထိုးစစ်တွေကြောင့်မကွေးတိုင်းပဲခူးတိုင်းတို့ကကပ္ပစဆက်ယုံတွေဟာလည်းလုံခြုံရေးစိုးရိမ်စရာဖြစ်လာနေတယ်လို့စစ်ရေးနိုင်ငံရဲ့အကြိတ်ခတ်သူတွေကမှတ်ချက်ပြုနေကြပါတယ်ခင်ဗျာဆက်လက်ပြီးတော့ရွေးကောက်ပွဲအတွက်မအောင်မြို့နီဝန်ကျင်ကို MPD ဖုန်းလိုင်းဖွင့်ပေးတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအဆင်ပြေချုံးမွေစေရေးနဲ့ပြည်သူတွေမေ့ထက်ဖို့မလုံးပေးတဲ့အနေနဲ့ ရခိုင်ပြည်မအောင်မြို့အနီးဝန်းကျင်ကိုစစ်ကောင်စီက MPD ဖုံးလိုက်ဖွင့်ပေးလိုက်တယ်လို့သိရပါတယ်။လာမယ့်ရွေးကောက်ပွဲကာလဌာနဆိုင်ရာလုပ်ငန်းခွင်တွေနဲ့ပါတီတွေရဲ့မဲဆွယ်စည်းရုံးရဲ့လုပ်ငန်းတွေအစဉ်ပြေစေဖို့ရည်ရွယ်ပြီးတော့စစ်ကောင်စီဟာအောက်တိုဘာ10ရက်ကစတင်ပြီးမအောင်မြို့နဲ့အနီးတဝိုက်ကို MPD ဖုံးလိုက်ဖွင့်ပေးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမြို့ပေါ်မှာစစ်ကတ်တွေကိုစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေနဲ့စစ်ကောင်စီနဲ့နှိစက်တဲ့အယောင်ဆိုင်တွေကရောင်းချနေပြီး စင်ကတက်ကကိုလည်းအနည်းဆုံးငွေကျပ်6000ကနေ9000အထိပေါက်ဈေးရှိနေတာဖြစ်ပါတယ်။လက်ရှိမှာ MPD စင်ကဟာရန်ကုန်ပေါက်ဈေးငွေကျပ်13000အထိသာအမြင့်ဆုံးရှိနေပြီးတော့ဈေးအရန်ကွာဟနေတာကြောင့်ပုံမှန်ဈေးနဲ့ရရှိဖို့ဒေသခံတွေကလိုလားနေကြပါတယ်။ဒါအပြင်အခုဆက်သွယ်ရေးလိုင်းတွေဟာမန်အောင်မြို့ပေါ်နဲ့အနီးတစ်ဝိုက်သာရတာကြောင့်တခြားနေဘက်ကျေးရွာတွေမှာဆက်သွယ်ရေးလိုင်းပြတ်တောက်နေတယ်လို့သိရပါတယ်။မန်အောင်မှာလာမယ့်ရွေးကောက်ပွဲအတွက် ပြည်သူတွေကိုဆန္ဒမေးပေးကြဖို့ ਨੇ မိထက်နီးတွေကိုလည်းဌာနဆိုင်ရာတွေက တင်ပေးနေတယ်လို့သိရပါတယ်။မောင်မျိုးတွေကကြေးရွာတချို့မှာရခိုင်တိုင်းရင်းသားများပါတီ RNP ကစီယုံရေးဆင်းနေပြီးပါတီဆိုင်ပုတ်တွေထောင်နေတယ်လို့ဒေသခံတွေက ဆိုပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့2023နိုဝင်ဘာကစတင်ပြီးတော့သူတို့ခွင့်ပြုချက်မရဘဲခရီးသွားလာခွင့်မပြုဘူးလို့တားမြစ်ထားတာကြောင့်မောင်ဒေသခံတွေဟာကျန်းမာရေးကိစ္စအပါအဝင် ။စောက်ဝနေစင်ခုံမှုတွေကိုရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။မွတ်စလင်လက်နက်ကင်အုပ်စုတွေဘင်္ဂလားဒေ့ရှ်ကိုလက်နက်မံခိုးသွင်းနေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါဒုက္ခသည်စခန်းတွေမှာမွတ်စလင်လက်နက်ကင်အုပ်စုတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုတရားမဝင်လက်နက်တွေတင်သွင်းမှုအခြေအနေဟာဆိုးဝါးလာတယ်လို့ဘင်္ဂလားဒေ့ရှ်အစီအစိုက်ဘင်္ဂလား press သတင်းဌာနကဖော်ပြပါတယ်မွတ်စလင်လက်နက်ကင်အဖွဲ့တွေဖြစ်တဲ့ ASA RSO ARA နဲ့ RIN အဖွဲ့တွေဟာ လက်နက်မောင်ခိုလုပ်ပြီးအလုံးအရင်းနဲ့တင်သွင်းနေပြီးတော့အဲ့ဒီထဲမှာဘင်္ဂလားဒေ့ရှ်တောင်တန်းဒေသကဌာနေတိုင်းရင်းသားတဆိုးလဲပါဝင်ပတ်သက်နေတယ်လို့ဘင်္ဂလား press သတင်းမှာဖော်ပြထားပါတယ်မွတ်စလင်လက်နက်ကင်တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းလမ်းကြောင်းခုနှစ်ခုနဲ့လက်နက်မောင်ခိုတင်သွင်းနေပြီးတော့ကော့ဘ်ဇာခရိုင်ကမွတ်စလင်ဒုက္ခသည်စခန်းတွေကလက်နက်ကင်အဖွဲ့ဝင်ကောင်းဆောင်တွေကဥဆောင်လုပ်နေတယ်လို့သတင်းမှာဖော်ပြထားတာပါလနမောင်ခိုသွင်းနေတဲ့အဓိကလမ်းကြောင်းတွေထဲမှာရွာတော်ခရိုင်၊နှကြောက်စရီမြို့နယ်ကဘိုက်ရှယ်ဖာရီလမ်းကြောင်း ကန်ဒန်လန်ကျောင်းဥခိယရှိပလောင်ခါလီလန်ကျောင်းနဲ့နေဘိုနီယာလန်ကျောင်းတို့ကိုဖော်ပြထားတာတွေ့ရပါတယ်မြန်မာနိုင်ငံအတွင်းကမောင်ခိုတင်သွင်းတဲ့လက်နက်တွေကိုဖော်ပြရမှာ နယ်စပ်ဒေသတစ်ခုလုံးကိုအာရခတ်တပ်တော်ကထိန်းချုပ်ထားတာကြောင့်စစ်မှတ်ရေးဂျုံအနေကစက်ကောက်စီနေပြီးဒီကတဆင့်မွတ်စလင်လက်နက်ကင်တွေကိုလက်နက်တွေထောက်ပွနေတာဖြစ်တယ်လို့အေအေနဲ့နေဆက်တဲ့တရေမြတ်တို့ကပြောပါတယ်။လက်ရှိအာစာအပါဝင်မွတ်စလင်လက်နက်ကင်အုပ်စုတွေဟာနယ်စပ်မှာအာရခတ်တပ်တော်ကိုတိုက်ခိုက်ဖို့အဆုံးပြုနေတဲ့လက်နက်ခဲယမ်းတွေဟာစက်ကောက်စီထုတ်လက်နက်တွေဖြစ်တယ်လို့အေအေနဲ့နေဆက်သူတွေကပြောကြပါတယ်။နယ်စပ်ဒေသမှာမွတ်စလင်လက်နက်ကင်အုပ်စုတွေဟာအာရခတ်တပ်တော်ကိုတိုက်ခိုက်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလက်နက်ခိုးဝင်လမ်းကြောင်းကိုပိတ်ဆို့ဖျက်တောက်နိုင်ရေးလှုပ်ဆောင်မှုလိုအပ်တယ်လို့နိုင်ငံရေးလေးလာသူတွေကသုံးသပ်နေကြပါတယ်ခင်ဗျာပဒင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်စစ်ကောင်စီဥဆောင်ပြီး NCA 10နှစ်ပြည့်နေပြည်တော်မှာကျင်းပနေတဲ့တင်ဝင်လဲတင်ဆက်ပေးမှာပါတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရဲသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း10နှစ်ပြည့်အခမ်းအနားကိုဒီကနေ့အော်တိုဘာလ15ရက်မှာနေပြည်တော်ကမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဘ ਹੁ ဌာနတဲ့ MICC1 မှာကျင်းပနေတယ်လို့သိရပါဗျ။အဲ့ဒီအခမ်းအနားကိုစစ်ကောင်းဆောင်ဘုချုပ်မှုကြီးမဲအွန်လိုင်းနဲ့အတူ NCA လက်မှတ်ရေးထိုးခဲ့ကြတဲ့ DKBA, KNU, KNLPC, ALP, NMSB နဲ့ PNL အဖွဲ့တွေကတာဝန်ရှိသူတွေတက်ရောက်နေတယ်လို့သိရပါဗျ။ NCA ဖွင့်ပွဲနဲ့အတူအောက်တိုဘာ15ရက်ကနေ16ရက်နေ့အထိရင်းချမ်းသောမြန်မာအနာဂတ်တည်ဆောက်ခြင်းအလုံးယုံဆွေးနွေးပွဲအစီအစဉ်ကိုလည်း ် NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့ဆွေးနွေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ NCA ကို2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ၊ကရင်အမျိုးသားအစည်းအရုံး၊ဒီမိုကရေစီအကြောပြုကရင်တပ်မတော်၊ကရင်ညှိချရေးကောင်စီ၊ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားဒီမိုကရက်တစ်တပ်ဦးရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ချင်းအမျိုးသားတပ်ဦးတို့ကဥစွာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် NLD အစိုးရလက်ထက်2018ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာမော်ပြည်တဲ့ပါတီနဲ့လောက်ဟူဒီမိုကရက်တစ်အစီအယုံတို့ကလက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့် SCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်ဆေးဖွဲ့အထိရှိနေတာလည်းဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စာသင်ကျောင်းတွေကိုစစ်ကောင်စီပုံကျဲတာကြောင့်နှစ်ပတ်အတွင်းကလေး30ထက်မနည်းတည်ဆုပ်တန်ရတဲ့သတင်းကိုတင်ဆက်ပေးမှာပါစစ်ကောင်စီကနိုင်ငံအနှံ့ကစာသင်ကျောင်းတွေကိုလေကျောင်းကနေပြင်းထန်တိုက်ခိုက်မှုတွေဆက်တိုက်ရှိနေပြီးတော့အောက်တိုဘာ1ရက်ကနေအောက်တိုဘာ14ရက်ထိပုံကျဲခံရမှုကြောင့်ကလေးငယ်အပါအဝင်၈ယောက်တည်ဆုပ်ပြီး22ယောက်ထက်မနည်းဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်အောက်တိုဘာ23ရက်နေ့တရက်ထဲမှာပဲရှမ်းပြည်နယ်နဲ့ရှမ်းပြည်နယ်ကစာသင်ကျောင်းနှစ်ခုကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ဒါပြင်စက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရှမ်းမြောက်ဒေသခံတွေဟာစိုးရိမ်ကြောက်လန့်နေရပြီးလုံခြုံမှုကင်းမဲ့နေတယ်လို့ပြောဆိုကြပါတယ်။အဲ့လိုဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဟာခါမြို့နယ်ကစာတင်ကြောင်းအလုံးကိုယာယီပိတ်ထားတယ်လို့စီရီယဟာခါဘဟုကောင်စီကထုတ်ပြန်ထားပါတယ်။အဲ့လိုဘုံကျဲနေတာတွေဟာထိန်းချုပ်နယ်မြေတွေမှာတော်လိုင်းရဲတပ်တွေလုံးဝအုပ်ချုပ်ခွင့်မပေးဆိုတဲ့သဘောနဲ့အညှိုးထားပြီးပြည်သူတွေကိုအကြောက်တရားသွင်းပြီးတော့တော်လိုင်းရဲအပေါ်စိတ်ပြက်လာအောင်အကြမ်းဖက်နေတဲ့သဘောဖြစ်တယ်လို့ဆလာယိုမန်ကဆိုပါတယ်။ စကောက်စီက2021ခုနှစ်အာနာသိမ့်ပြီးရှင်ကစလို့နိုင်ငံတော်မှာစာတင်ကြောင်းပုံကြီးကြောင်းစပေးချောင်းစကန်ဈေးအပါအဝင် ရတတွေကိုပြင်ပထတိုက်ခတ်နေတာလည်းဖြစ်ပါတယ်။2025ခုနှစ်အတွင်းမှာနိုင်ငံတော်မှာစာတင်ကြောင်းတွေကိုစကောက်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ចောင်းသားចောင်းသူနဲ့ဆရာဆံမတည်ဆုပ်တယ်ရှိသူ180မိနစ်ရှိလာနေတယ်လို့ DMG ကကြောက်ယူထားတဲ့စာရင်းတွေအရသိရပါတယ်ခင်ဗျာ။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ မက္ကဆီကိုရဲကြီးမှုအတွင်း60ကြိုတိတ်ဆုံးပြီးအများအပြားပြောင်းနေတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။မက္ကဆီကိုနိုင်ငံကပြည်နယ်တချို့မှာပြီးခဲ့တဲ့သတင်းပတ်အတွင်းမော်ကြီးမှုနဲ့အတူရေလွှမ်းမိုးခဲ့တဲ့အတွက်တိတ်ဆုံးသူ64ဦးအထိရှိပြီးတော့ပျောက်ဆုံးနေသူလည်း65ဦးထက်မနည်းရှိနေတယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။နိုင်ငံအလေပိုင်းနဲ့အရှေ့ပိုင်းကမြို့ကြီးတချို့မှာရေပောင်းများစွာရွံသွန်းခဲ့တဲ့မိုးကြောင့်လက်မတွေဟာမြေပြင်တပွဲရေပြည့်ဖုံးလွှမ်းခဲ့ပြီး မြေပြုံမှုတွေနဲ့တံတားပြိုကျမှုတွေပါဖြစ်ပွားခဲ့ပါတယ်။လက်ရှိအချိန်မှာမွေးရတမ်းမှုရပ်တန့်သွားပေမဲ့တလင်းလာနဲ့အထိဒေသတချို့နဲ့ဆက်အသွယ်ပြတ်တောက်နေစေဖြစ်သလိုဒေသခံတွေဟာလည်းစားနပ်ရိက္ခာနဲ့ထောက်ပံ့ရေးပစ္စည်းတွေပြန်ဖြူရဲ့အတွက်လမ်းတွေကိုတန်ရှင်းရေးလုံးနေကြရစေဖြစ်ပါတယ်။ကုညီကိစေးရဲနဲ့စားနပ်ရိက္ခာပြန်ဖြူရဲ့အတွက်စစ်တီအင်အား1000လောက်တာဝန်ပေးစေလွှတ်ထားတယ်လို့သမ္မတကလော်ဒီယာရှင်ဘွန်းကပြောဆိုထားပါတယ်။မက္ကဆီကိုနိုင်ငံမှာအခုနှစ်အတွင်း မွေးရတော်မှုတွေတိတိတတ်တာများပြားခဲ့ပြီးတော့နိုင်ငံရဲ့မြို့တော်မက္ကဆီကိုစီးတီးမှာလည်းဆန်ရှင်တင်မွေးရတော်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်း669 639 633ကိုလုံခြုံဆိုင်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဒီအစီအစဉ်ကို တလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။